အိန္ဒိယတောင်ကိုရီးယားနဲ့ဩစတြေးလျနိုင်ငံတွေကြားကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကိုတရုတ်ကတတိထားစောင့်ကြည့်နေတယ်လို့ South China Morning Post မှဖော်ပြခဲ့ပါတယ်။ဒီသုံးနိုင်ငံရဲ့ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုမြင့်တက်နေတာဟာအင်ဒိုပစိဖိတ်ဒေသမှာတရုတ်ကိုထိန်းချုပ်ဖို့မဟာဗျူဟာမြောက်အားထုတ်ကြိုးပမ်းမှုဖြစ်ကြောင်းတရုတ်က ရှုမြင်နေပါတယ်။ဒေသတွင်းအမေရိကန်က သူ့ရဲ့စိတ်အင်အားတရှိမှုအားလျှော့ချတဲ့အချိန်မျိုးမှာလုံခြုံရေးလေဟာနယ်တစ်ခုဖြစ်လာမဲ့အရေးကိုစိုးရိမ်တဲ့အတွက်အိန္ဒိယတောင်ကိုရီးယားနဲ့ဩစတြေးလျနိုင်ငံတွေကြားကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေမြင့်တင်နေတာဖြစ်နိုင်ကြောင်းကျွမ်းကျင်သူတွေက ပြောကြားခဲ့ပါတယ်။အောက်တိုဘာ23ရက်မှာအိန္ဒိယရေတပ်သင်္ဘောဆဖီယာ3ဟာတောင်ကိုရီးယားနိုင်ငံဘူဆန်ရေတပ်စိတ်ကမ်းမှာစိုက်ကပ်ခဲ့ကြောင်းအိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။အိန္ဒိယနဲ့တောင်ကိုရီးယားရေတပ်တွေကြားပထမဆုံးအကြိမ်ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာပါဝင်ဖို့အတွက် က်အိန္ဒိယရေတပ်သင်းမဟာတောင်ကိုရီးယားကိုရောက်ရှိခဲ့တာဖြစ်ကြောင်းအိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။တရုတ်ကတော့အမေရိကရဲ့မဟာမိတ်တွေအထူးသဖြင့်အိန္ဒိယတောင်ကိုရီးယားနဲ့ဩစတြေးလျစီရေးပူးပေါင်းဆောင်ရွက်မှုတွေမြင့်တက်နေမှုဟာတရုတ်ကိုထိန်းချုပ်ဖို့မဟာဗျူဟာရဲ့တစိတ်တပိုင်းဖြစ်ကြောင်းယူဆထားပါတယ်။ဒီသုံးနိုင်ငံကြားကာကွယ်ရေးကဏ္ဍဆက်ဆံရေးတွေကိုလေ့လာကြည့်ရမယ်ဆိုပါကဩစတြေးလျနဲ့အိန္ဒိယဟာဂျပန်နဲ့အမေရိကန်တို့ပါဝင်တဲ့ကွက်အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ကွက်အဖွဲ့ဝင်တွေဟာရ ေတက်စီရေးလေ့ကျင့်မှုတွေပူရွေးပြုလုပ်ခဲ့ပြီးကာကွယ်ရေးထောက်ပို့ကဏ္ဍနဲ့ထောက်လန်းရေးသတင်းများမျှဝေရေးသဘောတူညီချက်တွေမှာလက်မှတ်ရေးထိုးထားပါတယ်။ တောင်ကိုရီးယားနဲ့ဩစတြေးလျဟာလည်းလက်နက်ရောင်းဝယ်ရေးစာချုပ်တွေပူးတွဲစီရေးလေ့ကျင့်မှုတွေအပါအဝင်2021ခုနှစ်ကတည်းကသူတို့ရဲ့ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကိုအဆင့်မြင့်တင်ခဲ့ကြပါတယ်။တောင်ကိုရီးယားဟာအရှိအာရှလုံခြုံရေးအတွက်အဓိကမိတ်ဖက်ဖြစ်ကြောင်းဩစတြေးလျကရှုမြင်ထားပြီးအမေရိကန်ရဲ့မဟာမိတ်ကွန်ရက်အတွင်ပူးတွဲစစ်ဆင်ရေးစွမ်းဆောင်ရည်တွေကိုမြင့်တင်နေပါတယ်။ အိန္ဒိယနဲ့တောင်ကိုရီးယားဟာလည်းရေတပ်သင်္ဘောတွေတည်ဆောက်ရေးစိုက်ဘာလုံခြုံရေးနဲ့ကာကွယ်ရေးနည်းပညာဖလှယ်ရေးတို့မှာပူးပေါင်းလှုပ်ဆောင်နေပါတယ်။ အမေရိကန်နဲ့သူ့ရဲ့မဟာမိတ်တွေထောက်ခံထားတဲ့အင်ဒိုဖက်စိဖိတ်မူပေါင်းတွေကိုချိတ်ဆက်နေတဲ့အိန္ဒိယရဲ့အရှိမျောမူဝါဒကို တောင်ကိုရီးယားကထောက်ခံပေးထားပါတယ်။အဲဒါကြောင့်တရုတ်ကအိန္ဒိယ၊တောင်ကိုရီးယား၊ဩစတြေးလျတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုဟာတရုတ်ကိုထိန်းချုပ်လိုတဲ့အမေရိကန်ရဲ့အစီအစဉ်တွေကအစိတ်အပိုင်းအဖြစ်ရှုမြင်နေပြီးတတိထားစောင့်ကြည့်နေကြောင်းကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။